ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ခွင့်မပေးရင် American သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ယက်တီမှုကြောင့်ရုရှားအနေနဲ့ကျေနပ်ရတယ်လို့ကရင်မလင်နန်းတော်ကဧပြီလ22ရက်ကပြောကြားလိုက်ပါတယ်။ဒါပေမဲ့ထရန့်ကအခုသတင်းပတ်အတွင်းငြိမ်းချမ်းရေးသဘောတူညီမှုရမယ်လို့မျှော်လင့်ကြောင်းပြောဆိုမှုနဲ့ပတ်သက်လို့တော့ကရင်မလင်နန်းတော်ကမှတ်ချက်မပေးသေးပါဘူး။ငင်းချင်းရေးဖို့ဆောင်သူအနေနဲ့အတိမတ်ပြုခံရဖို့ကြိုးပမ်းနေတဲ့တမရထရန်က၃နှစ်ကြာကြာယူကရိန်းစစ်ပွဲကိုအဆုံးသတ်စေလိုတယ်လို့မကြာခဏပြောဆိုထားပါတယ် ထရက်အစိုးရကယူကရိန်းစစ်ပွဲကိုအမေရိကန်နဲ့ရုရှားကြားကိုစားစစ်ပွဲအဖြစ်မှတ်ယူထားပါတယ်။ယူကရိန်းအနေနဲ့နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးစရာမလိုတော့ဘူးလို့အမေရိကန်ကိုယ်စားလှယ်ပို့ချုပ်ကိတ်ကီလော့ဖ်ကဧပြီလ20ရက်နေ့မှာပြောကြားခဲ့တာပါ။ကီမလင်နန်တို့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကအမေရိကန်ရဲ့ယက်တီချက်ကြောင့်မိမိတို့ကျင်းနဲ့ရကြောင်းနဲ့မိမိတို့သဘောထားနဲ့ထပ်တူကြတယ်လို့ပြောကြားထားပါတယ်။ အမေရိကန်ဦးဆောင်တဲ့ NATO မဟာမိတ်အဖွဲ့တဲ့ယူကရိန်းဝင်ရောက်လာရင်ရုရှားအကျိုးစီးပွားတွေအနေနဲ့ကြားရောက်လာတော့မှဖြစ်ကြောင်းနဲ့ဒီအချက်ဟာစစ်ပွဲဖြစ်သွားတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုဖြစ်တယ်လို့ပြောခွင့်ရပက်စကော့ကပြောဆိုထားပါတယ်။ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ဖို့2022ခုနှစ်မှာသမ္မတဗလာဒီမာပူတင်ကအမိန့်ပေးခဲ့တာကြောင့်စစ်အေးစစ်ပွဲနောက်ပိုင်းအနောက်တိုင်းနဲ့ရုရှားကြအဆိုးရွားဆုံးထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်ဒန်ဥရောပနဲ့ယူကရိန်းခေါင်းဆောင်တို့ကရုရှားကျူးကျော်မှုဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံကိုသိမ်းယူဖို့ကြိုးပမ်းမှုဖြစ်ပြီးရုရှားတပ်တွေကိုချေမှုန်းပစ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ပူတင်နဲ့ထရန့်ကြားယူကရိန်းငင်းချင်းရဲ့အတွက်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ရုရှားကနယ်မြေတွေလက်လွတ်ပေးမှာမဟုတ်ဘဲယူကရိန်း NATO အဖွဲ့ဝင်မဖြစ်စေရေးအခိုင်အမာတောင်းဆိုထားတာဖြစ်ပါတယ်။